အလုံးပဲမိကပါလုံးဝ big breaking news ဖြစ်နေတယ်ပေါ့နော်နိုင်ငံရေးမှာအမေရိကန်ရသူဆိုတော့မရှိဘူးအမေရိကန်မိတ်ဆွေဆိုတော့မရှိဘူးဆိုတာကအခု Elon နဲ့ Donald Trump ကလည်းပဲတက်တည်ပြတဲ့ပုံပေါက်နေတယ်ပေါ့နော်ဒီတစ်ခါ Donald Trump နဲ့ Elon Musk ကနေရောက်အကြအွန်လိုင်းကနေစကားပြန်လည်တွေပြောအရင်တွေဖြစ်ခဲ့တဲ့ကိစ္စတွေကို discussion တွေတော့မှာဖြစ်ပါတယ်ဒီကိစ္စကလုံးဝကိုဒီမှန်နေတဲ့ကိစ္စဖြစ်နေတယ်။တချို့လူတွေကတာကနိုင်ငံရေးကိစ္စကိုဘာဘာလို့ပြောနေကြတယ်။ လုံးဝဒါခနိုင်ငံရေးကစားကွက်တွေမဖြစ်နိုင်ဘူးပေါ့ဒီအီလွန်ကတော့လုံးဝပောက်ကူရေးရာရာတို့ဆောင်ကိုတိုက်ခိုက်လာတယ်အဓိကအကြောင်းရင်းကကျွန်တော်တို့မနစ်တနေ့ကပြောလာပြီကျွန်တော်ကြီးရှုသူပရိသတ်တော်များများကကြည့်မယ်ဆိုတော့နားလီပြီးသားဖြစ်ပါလိမ့်မယ်ဘာလဲဆိုတော့ Donald Trump ရဲ့ big beautiful bill နဲ့ပတ်သက်ပြီးမှအီလွန်ကတော့လုံးဝအဆန့်ကျင်နေတယ်ပေါ့ဒီ big beautiful bill ကကျွန်တော်တို့ dosh ရဲ့လုံးဆောင်ချက်နဲ့လုံးဝကိုက်ညီမှုမရှိဘူး ကျွန်တော်တို့ကအစုရငွေကိုတက်တအောင်လုပ်နေတယ်ဒါပေမဲ့ Trump ကအဲ့ဒါကိုငွေဖြူတီမှုလုပ်နေတယ်ဆိုပြောလာတယ်အဲ့ဒီနေရာကတိကလည်းစပြီးမှ Trump နဲ့ Elon ကအမြင်ချင်းမတူတော့ဘူးပေါ့ဆိုတော့ဒီကိစ္စကဘာဖြစ်လဲဆိုတော့ Elon ကပြောလာတယ်အခုက Elon ကဘလောက်ထိတောင်တိုက်ခိုက်လာတယ်ဆိုတော့ Donald Trump က Jeffrey ရဲ့ Epstein file ထဲမှာပါလို့ပြောလာတယ် Elon ရဲ့ post ကတော့ကြည့်ပါ Let's drop the bomb တော့ Trump က Jeffrey Epstein ထဲ file မှာပါတယ်အဲ့ဒါကြောင့်သူကပြည်သူလူထုရှိမှမချအရေးမချအရေးကြဘူးဆိုပြောတာခဲ့တယ်ဒါဆိုတော့အဲ့ဒီ Jeffrey Epstein ဆိုရဟာဘယ်သူလဲဒါတို့ကိုအရေးဆုံးကျွန်တော်ဆွေးနွေးကြည့်အောင် Jeffrey Epstein ကိုနားလေမှာပဲဒေါ်ထရမ့်နဲ့ Elon အကြာကပြဿနာကိုပူပြီးထိရောက်ဆိုတော့နားလေလေးနားလေပါလိမ့်မယ်ပေါ့တော့ဆိုတော့ဒီနေ့အားဖြင့်ပြောရမယ်ဆိုတော့အဲ့ဒီ Jeff Jeffrey Epstein ဆိုရလူတယောက်က သူ့ရဲ့အမှုတွင်ကပီတူလူထုမှာတဝက်တော့ချပြီးပြီဒါမှနောက်ပိုင်းမှာပီတူလူထုရှင်မချပြတော့ဘူးဘာဖြစ်လို့လဲဆိုတော့ Trump ကလည်းသူ့ရဲ့ case မှာပါနေတယ်ဆိုပြီးမှပြောနေကြတယ်ကြည်လာဆိုတော့ကြည့်ကြည့်ရအောင်အဲ့ဒီ Jeffrey Epstein ဆိုတဲ့လူတစ်ယောက်ကအရွေမရောက်သေးတဲ့သူတွေအပေါ်မှာလင်ပိုင်းဆိုင်ရာရှားရောင်ကျူးလူမှုရေပြီးတော့ပြည်ထန်စာလုပ်ငန်းအတွက်ပေါ့နော် sex trafficking လို့ပြောပြရမှာပေါ့အဲ့ဒီနဲ့ပတ်သက်ပြီးမှအဖမ်းခံတဲ့လူတစ်ယောက်ဖြစ်နေတယ် တနည်းအားဖြင့်ပြောရမယ်ဆိုတော့ Jeffrey Epstein ကလင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးမှအသက်အသက်မပြည့်သေးတဲ့ကလေးတွေပေါ်မှာပဲအမှုတွင်ကိုလုတ်ပြီးမှဖမ်းခံတဲ့လူတစ်ယောက်ဖြစ်နေတယ်ဆိုတော့သူကအမှုရင်ဆိုင်နေတဲ့အချိန်မှာတည်ဆုံသွားခဲ့တယ်ဘာဖြစ်လို့တည်ဆုံသွားခဲ့လဲဆိုတော့သူကသူတတ်တယ်တတ်တယ်လို့ပြောကြတယ်ပေါ့နော် hang 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 လောက်တယ်ပေါ့သူကသူအဲ့လိုဖြစ်တဲ့ Jeffrey ဆိုတာကလည်းအရင်တော့က billionaire ကြီးဖြစ်နေတယ်ကွာဒါပေမဲ့ပြည်တနာက အဲ့ဒီသူ့ရဲ့အမှု12 file ထဲမှာ Donald Trump ကလည်းပါနေတယ်လို့ပြောနေကြတယ်။ဒါကြောင့်အဲ့ဒီ Jeffrey ရဲ့ Epstein ရဲ့အမှု12 file တွေကိုလူတိထင်ရှားဖော်ထုတ်မချပြရဲတာက Donald Trump ပါနေတဲ့အတွက်ကြောင့်လို့ဆိုမှ Elon ကတော့ပြောလာတယ်။ Elon ကပေါ့နော်လုံးဝကို social media မှာအလုံးချသွားတာ။ Let's drop the bomb ဆိုမှ Elon ကပြောသွားတာပေါ့။ဒါကပေါ့ကူရေးဆိုင်ရာကိုချသွားတာလို့ Donald Trump ပို့ Elon Musk ကစဉ်းစားကြည့်ကွာဒီ Jeffrey Epstein case ကတော့တတော်လေးကိုခက်စားတဲ့ကိစ္စတစ်ခုဖြစ်နေတယ်နော်ကျွန်တော်ဗီဒီယိုကလည်းပြမယ် Donald Trump ကတော့ဘာလို့ပြန်တွန့်ပြန်လဲဘာလို့ပြန်ခြေပလဲဆိုတော့ကျွန်တော်ဗီဒီယိုကလည်းပြမယ်ဗီဒီယိုလေးမပြခင်မှာ Britain တို့နားလည်အောင်ကိုအခု machine ပြတာပါဘောအသေးစိတ်ဘာကြောင့်ပြတာလဲဖြစ်တာလဲဆိုတော့ကိုဆိုတော့ Elon ကမပြောခဲ့လဲဆိုတော့အခုအချိန်မှာအမှန်တရားကိုဖော်ထုတ်ပြသရတော့မယ်အချိန်ရောက်ပြီလို့ဆိုပါ Elon ကတော့ရေးသားတယ်ကွာ လောဘဒါရီကိုမှတ်ထားကြပါတဲ့သူရဲ့ရေသားချက်ပုံကိုမှတ်ထားကြပါတဲ့တေချာမှတ်ထားကြပါဆိုမှအီလွန်ကတော့ပြောနေတယ်ဒါတော့မကဘူးအီလွန်ကပါပြောတယ်လေဆိုတော့မယုံရင်ကြည်နေတဲ့နောင်လာမဲ့ဒီနှစ်တဝက်တော့အမအမေရိကမှာ recession ဖြစ်နေတယ်ဆိုမှပြောလာတယ် recession ဆိုတာခဏခဏကျွန်တော်တို့ကပြောပြီးသားကိစ္စပြစ်တတတော်များများကတော့တရှိနားလည်ပြီးသားဖြစ်ပါလိမ့်မယ်ဒါပေမဲ့ recession ဆိုတာကနော် company ကြီးတွေကနော်အစည်းပွဲရေးစီမပြေတဲ့ခါကျတော့အလို့တမားတွေဖြုတ် နော်ထုတ်ကုန်တွင်ကိုရှော့နေလာတော့လာတာမျိုးကိုဖြစ်တာအလုံးလက်မဲ့ဖြစ်လာတာပေါ့နော်တနည်းအားဖြင့်ပြောရမစို့ဒါက recession လို့ခေါ်တယ်ဒီလွန်ကမကြခင် recession ဖြစ်လာနိုင်တယ်ဆိုပြောလာတယ်ပေါ့အလားတူ Donald Trump ကလည်းလောက Elon ကို social media ကနေပြန်ချတယ်ကွာပြန်တုတ်ပြန်တယ်ဆိုတော့ဘယ်လိုပြောခဲ့လဲဆိုတော့အခု Dosh ပေါ့နော်အခု Dosh ကဒီဘယ်လိုပြောမလဲအစုရတနည်းအားဖြင့်ပြောရမစို့တော့မြန်မာလူမြန်မာလူဆိုရင်တော့အစုရအစွမ်းဆောင်ရည်ဌာနပေါ့နော် အဲ့ဒီဒေါ့ရှ်ကအီလွန်ကထိထိရောက်ရောက်တာဝန်မထိထိရောက်ရောက်တာဝန်မထောင်းဆန်တာဝန်မထမ်းဆောင်နိုင်လို့ကျွန်တော်တို့ရာထူးခါလေးရှင်းခိုင်းတာဖြစ်တယ်ပြမအီလွန်ကတော့ပြောထရမ့်ကပြန်ပြောတယ်အီလွန်ကသူ့ဘာသာသူလုံးထက်တာမဟုတ်ပါဘူးဒီကောင်ကအလို့ကိုထိထိရောက်ရောက်မလုပ်နိုင်လို့ကျွန်တော်တို့ကလောက်ကလည်းရှင်းခိုင်းတယ်ပြမထရမ့်ကပြန်ပြောလာတယ်ပေါ့ဆိုတော့ဒါတော့မကသေးဘူးသူ့ရဲ့ EV ကသူ့ရဲ့ Tesla ကားနဲ့ပတ်သက်ပြီးမှအီလွန် Trump ကလည်းအီလွန်ကိုပြန်တိုက်ခိုက်လာတယ်ဘယ်သူမှမလို့ရှင်နေတဲ့ သူ့ရဲ့လက်စစ်ကားတွေကိုဝေခိုင်းတဲ့အမင့်ကိုကျွန်တော်တို့ရုပ်သိမ်းတဲ့အတွက်ကြောင့်အီလွန်ကအခုလိုမျိုး YouTube တွားပြီးမှစိတ်တူသွားတာပေါ့ဆိုမှ Trump ကပြန်ပြောနေတယ်။ဘာဖြစ်လို့လဲဆိုတော့ electric mandate ကြီးကတော့ Trump ကဖြစ်သိမ်းတာကိုရုပ်သိမ်းတာကိုအဲ့ဒါကြောင့်ဘလို့ပြောလဲဆိုတော့ကဲပထမအစားကအီလွန်ကကျွန်တော်တို့ငွေတက်တောင်လုပ်နေတယ်။ Trump က big beautiful bill လုပ်နေတယ်ဆိုတာပြောတာနော်ဆွဆွေးခဲ့တာနော်။ Trump ကဘလို့ပြန်ပြောလဲဆိုတော့ကျွန်တော်တို့အမေရိကရဲ့ budget ဘီလင်တန်ပေါင်းများစွာကိုအလွေကူဆုံးဖြတ်တောက်ရှော့ချတဲ့နီလန်ကပါလဲဆိုတော့အီလွန်ကိုအစူရကကုင္ကြီးထောက်ပံ့ပေးတဲ့သဘောတူစာချုပ်တွေကိုဖြတ်သိမ်းပေးလိုက်တဲ့နီးပဲဖြစ်လိမ့်မယ်ဆိုမှချုပ်ကပြောလာတယ်။ဘာပလို့ဘိုင်ဒန်ကတော့မလုပ်မလုပ်ခဲ့တာလဲအိုးနေဆိုပြောတော့ပြောသေးတယ်ကွာ။တနည်းအားဖြင့်ပြောရမယ်ဆိုတော့အီလွန်ရဲ့ company electric garbage ppe space x ppe ဒါက government ရဲ့ subsidize ပေါ့နော် government ရဲ့ထောက်ပံ့ကြေးကိုရခဲ့လို့သူတို့ကဒီအများကြီးသူတို့ရဲ့ company ကကားတွေများကြီးထုတ်လုပ်နိုင်ခဲ့တာရှိတယ်။ဆိုတော့ Elon ကအစုရအစုရရဲ့ထောက်ပံ့ကြေးရတယ်ဆိုတော့ Britain တို့ကမမေ့ကြနဲ့။ဒါကဘ ഹു တုတအနေနဲ့တီးတင့်တဲ့တီးထိုက်တဲ့အရာလိုဖြစ်နေတယ်။ဆိုတော့ Trump ကပြောတယ်ဆိုတော့ကျွန်တော်တို့အမေရိကရဲ့ budget ဘီလီယံတန်ပေါင်းများစွာတဲ့အလွေကူဆုံးဖြတ်ထောက်ရှုတ်ချတဲ့နီးကတဲ့ကျွန်တော်တို့ Elon Musk ကိုတဲ့ အစူရကကုငီထောက်ပံ့ပေးနေတဲ့တဘိုးတူစာချုပ်တွေကိုဖြတ်တင်းလိုက်မယ်ဆိုရင်အာရာခအလွေကူဆုံးနီးပဖြစ်လိမ့်မယ်ဆိုမှချုပ်ကတော့ပြောလာတယ်။ဒါကနော်ဒါကနိုင်ငံကြီးကစားတာပံငယ်တော့မပြောကြနဲ့လုံးဝကိုအသေးမင်းလာမင်းမင်းလာကလားဆိုမှချနေတာနော်အီလွန်ကလေဒိုနယ်ထရမ့်ကိုလုံးဝအသေးပြအောင်ချသွားတာပါမင်းကလင်ပိုင်းဆိုင်ရာနော်ကလေးငယ်တွေလင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးမှ နော်ဒီ sex trafficking နဲ့ပတ်သက်ပြီးမှဒေါ်လာထောက်ခမရပါနေတယ်ဆိုပြီးမှအီလွန်ကတော့ဆွဆွေးလာတယ်ကွာနော်ဆွဆွေးလာတယ်ဆိုတော့အီလွန်ကလည်းဒေါ်လာဒေါ်လာထောက်ကလည်းအီလွန်ရဲ့ဒီအာအစူရထောက်ပတ်ဂျင်းငွေတွေကိုကျွန်တော်တို့ကလုံးဝအဲ့ဒီစာချုပ်တွေကိုဖျက်သိမ်းသိမ်းလဲဆိုမှထောက်ကတော့ပြောလာတယ်မမင်းနဲ့ government subsidy ဆိုတာအရင်ကြီးကြီးနေတယ်ဝေါလုံးဝမတင်ထားဘူးနော်လုံးဝလုံးဝမတင်ထားဘူးကွာ မနေ့တနေ့ကနော်ပခုံးချင်းဆိုင်ပြီးမှဘောရာချင်းချင်းကမိုက်ဆုံးသူငယ်ချင်းအကောင်းဆုံးသူငယ်ချင်းစီပြီးမှတယောက်နဲ့တယောက်အကျွေးကြော်ပြီးမှချီချူခဲကြတဲ့နှစ်ယောက်ကြီးဒီဘက်ထဲမှာဘာဖြစ်သွားတာလဲ။အိုးကုန်းလုံး hot ဖြစ်သွားတာတကဘာလုံးကိုတုန်လှုပ်စေသွားတာကွာ။ဆိုတော့နိုင်ငံရေးမှာအမေရန်ဗာလဲသူငယ်ချင်းအမေရန်ရန်သူဆိုတော့မရှိဘူးဆိုတော့ဒီနှစ်ယောက်ကတက်တည်နေတူပါတယ်။ကဲဒါဆိုတော့ Donald Trump ရဲ့တုံ့ပြန်ချက်ဗီဒီယိုနဲ့ချစ်ချစ်အောင်ကျွန်တော်တို့ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုတော့ Uh, subscribe have no? okay. seen I'm sure you've seen regarding Elon Musk and your big beautiful bill what's your reaction to that do you think it in any way hurts passage in the senate which is, of course what you're seeking Well, you know, I've always liked သူကပြောနေတယ်အခုကျွန်တော်ပြောနေတဲ့ကိစ္စကိုကျွန်တော်ပြောပြီးသားကိစ္စတွေကိုသူကပြောတော့မှာပါနော်သူတို့ပြောထားတဲ့စာကို <laughs> ရိသတ်တို့နားလေအောင်အစကလေးကနဲ့အကြံပြင်းပြန်ပြောကြည့်တာပါဗောနော်ဆိုတော့အီလွန်ကိစ္စကသူကမေးနေတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှ Trump ကဗာပြောချင်လဲဗောနော် and it's a joy surprise a user the trump ကတော့ပြောနေတယ်ကျွန်တော်ကအင်ဒီကအမေသဘောချနေတယ်ဒါတော့ကျွန်တော်တော့အန်အိုးနေတယ်ပေါ့နော်လုံးဝ surprise ဖြစ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်နဲ့ပတ်သက်ပြီးမှသူကိုယ်တိုင်ပြောထားတဲ့ကိစ္စကတော်တော်လေးစူးနေတယ်ပေါ့ ဘာဖြစ်လို့လဲဆိုတော့အီလွန်ကဒိုနယ်ထရမ့်ကိုပါလေ Jeffrey Epstein ဖာရေးမှာပါနေဆိုမဆွဆွေးနေတယ်။တနည်းအားပြောရမယ်ဆိုရင်တော့ Donald Trump ကဒီအသက်ငယ်တဲ့ကလေးငယ်တွေလင်ပိုင်းဆိုင်ရာတွေမှာ ਨੇ ပတ်သက်ပြီးမှ sex trafficking နဲ့ပတ်သက်ပြီးမှဒီအမှုအတွေးထဲမှာ Donald Trump ကပါတယ်ဆိုပြီးမှ Elon ကဆွဆွေးခဲ့တယ်ပြောခဲ့တယ်။အဲ့ဒါကြောင့် Donald Trump ကပြောနေတယ်ပေါ့နော်။ကျွန်တော်ရဲ့အချောင်းကိုသူပြောတာကတော့တော်တော်လေးဆူးတယ်ဆိုမှပြောနေတယ်။ have and criticize me than the bill because the bill ဆိုတော့အဲ့ဒီပေါ့ကူဘယ်လိုပြောလဲပေါ့ကူရေးရရကျွန်တော်ကူတိုက်ခိုက်ဝေဖန်တာထက်ပေါ့နော်အဲ့ဒီ big beautiful bill နဲ့ပတ်သက်ပြီးမှပဲကျွန်တော်ကူဝေဖန်တာပူကောင်းပါဆိုမှ Trump ကတော့ပြောလာတယ်တနည်းအဖြစ်ပြောရမယ်ဆိုတော့ကျွန်တော်ကူပေါ့ကူရေးရရမတိုက်ခိုက်သင့်ဘူးပေါ့နော်ကျွန်တော်ရဲ့ policy ကျွန်တော်ရဲ့လုပ်ငန်းတွေကိုသူကတိုက်ခိုက်ချင်တော့တိုက်ခိုက်သင့်တယ်ဆိုမှ Trump ကတော့ပြောလာတယ် is incredible It's the biggest cut in the history of our country. We've never cut. So uh, Prithnat Doka, big beautiful bill sura ti bi bila. Ma ti de bu sin do tuno di tu pyo pyo na pa ma pya shin pya me bo no. So big beautiful bill sura ka ba le sura ti bi bila. Ti de ti bi bi sin do ti bi lo ye lai cha bo. Ma ti de bu sin do ma ti bu lo ye ye cha bo. Tuno na ma pya shin pya me bo no. So the 1.6 trillion in cuts. It's the biggest tax cut. Tax you would say uh, people people's taxes will go way down, but it's the biggest tax cut. And it's, uh, we, have, we are doing things in that bill that are unbelievable. And uh, when you look at what we're doing for small businesses, for people. All right, let's shut up. တချို့လူတွေက big beautiful bill ဆိုတာမတည်ဘူးလို့ပြောနေကြတယ်ပေါ့နော်။ဒါတွေကတော့ကျွန်တော်ရဲ့ YouTube ကိုမကြည့်သေးတဲ့လူတွေတွေ့ဖြစ်မှာပါ။ကျွန်တော်ရဲ့ YouTube YouTube တည်ပြီးသားလူတွေကတော့တည်ပြီးပြီပေါ့နော်။ရေးထားပြီ။ big beautiful big beautiful bill ဆိုတာကကျွန်တော်တို့အတူချုံကဖြစ်ပြန်ပြောကြည့်ရမယ်ဆိုတော့ Trump ကဥပဒေကြမ်းဒီ big beautiful bill လို့ခေါ်နေတဲ့ဥပဒေကြမ်းကိုသူကမိတ်ဆက်နေတယ်အဲ့ဒါကို Congress တို့ကအတူပြုဖို့လိုတယ်ပေါ့နော်အဲ့ဒီ big beautiful bill အဓိကကဘာလဲဆိုတော့ American P2P သားတွေရဲ့ဒီ tax တွေအခွင့်ပေးတာတွေကိုရှော့ချဖို့သူရဲ့အဓိကရွေးချက်ဖြစ်နေတယ်ပြီးတော့အချင်းပူလောက်တဲ့လူတွေအတွက်အခွင့်အရေးကိုမပေးဆောင်ဖို့ပေါ့နော်ပြီးတော့ ဒီအမေရိကမှာ tip ဆိုတာအများကြီးရှိတယ်ကွာအဲ့ဒီ tip တွေကိုမပေးတော့ဘင်းနဲ့အဲ့လိုလုပ်ဖို့ရှိတယ်ဆိုတော့တနည်းအားဖြင့်ပြောရမယ်ဆိုတော့အခြေခံလူတန်းစားတွေအတွက်နော် tax များများမပေးတော့ဘင်းနဲ့ tax နည်းနည်းပေးပြီးမှအဲ့ဒီအခြေခံရဲ့လူသားပြည်သူလူထုတွေအတွက်မိသားစုဝင်တွေပုံများအောင် chop ကလုပ်နေတယ်တနည်းအားဖြင့်ပြောရမယ်ဆိုအခွင့်အရေးတွေပဲပေးခိုင်းတော့မယ်ပေါ့အခွင့်များများမပေးတော့ဘူးပေါ့ဒါကတပုတ်ဒါပေမဲ့ဒါရင်းကကောင်းတယ်မော် tip မပေးတာတော့ overtime လို့မယ်ဆိုတော့အခုမပြေတော့အကုန်လုံးကောင်းနေတယ်။ဒါပေမဲ့ပြဿနာတစ်ခုတော့ရှိတယ်။အဲ့ဒီ big beautiful day မှာအခုခက်စားနေတဲ့ golden dome ဆိုတဲ့စာကြီးကအများကြီးဖက်ဆိုင်ကုန်တယ်။ငွေအများကြီးကုန်တယ်။အဲ့ဒီထဲမှာပါတယ်။ပြီးတော့နေဆက်နဲ့ပတ်သက်ပြီးမှ Mexico ဘက်မှာတတိုင်းကြီးတိဆောက်ဖို့ဆိုတာဖက်ဆာအများကြီးပြတ်ကုန်ရအောင်မှာ။နော်။ခုနကကျွန်တော်ပြောနေတဲ့ text ပိုင်းမှာတော့လုံးဝကောင်းနေတယ်။ဒါပေမဲ့ခက်တာတစ်ခုကအဲ့ဒီ golden dome ဆိုရဲ iron dome ဆိုရဲစာနေဆက်တေတာကိစ္စရတဲ့ပတ်သက်ပြီးမှငွေပြန်သုံးမဲ့ကိစ္စကဖတ်စာအများကြီးကုန်ရမယ်ဖြစ်တယ်အဲ့ဒါကိုအီလန်ကမကြိုက်ဘူး Trump ရေပေါ့မင်းကအခုလိုမျိုး big beautiful bill ဥပဒေချမ်းကြီးကိုမိတ်ဆက်ပေးတာကျွန်တော်တို့ dosh ပေါ့နော်ဒီဆွဲဆောင်စုရထာနာပေါ့နော်ခုနအီလန်ကဥဆောင်နေတဲ့ dosh ရဲ့လောက်ကိုကြိုက်ညီဘူးကျွန်တော်တို့ရဲ့ dosh လောက်ရဲ့ကအစူရ အတုံးစိငွေတွေကိုတက်တောင်လို့ပေးနေတာအဲ့လိုမျိုးတက်တောင်လို့ပေးတာเนาะရှော့ချပ်လို့နေဂျူးစားရင်းနဲ့ခမည်းကတစ်ဖက်ကအတုံးစိငွေတွေကိုဒူးမင့်တလို့ဖြစ်သွားပြီဆိုတော့ကျွန်တော်တို့ရဲ့လုပ်ရက်ကိုဒွန်ဒရှော့ကတနည်းအားဖြင့်ဖြတ်တလို့မျိုးဖြစ်သွားတယ်ပေါ့နော်ဖြတ်စီအောင်လို့တလို့မျိုးဖြစ်သွားတယ်ဆိုမှအီလွန်ကပြောနေတယ်အကြံဉာဏ်လည်းပေးနေတယ်ဒါပေမဲ့ Trump ရဲ့ opinion ကတော့မပြောင်းလဲဘူး Trump ရဲ့ plan ကတော့မပြောင်းလဲဘူးပေါ့အခါကျတော့ အီလွန်က Trump ကိုစစ်ဆိုးလာတယ်။ဒါတော့မကဘူးသူရဲ့စီးနှိပ်ပုံမှာလည်းစီးစီးနှိပ်ပုံမှာလည်းစစ်ဆိုးလာတယ်ပေါ့။ဒါမျိုးကလုံးဝကိုရှက်စရာကောင်းပြီးမှယွန်းစရာကောင်းနေတဲ့လုပ်ရည်တွေဖြစ်နေတယ်ဆိုမှဝေဖန်လာတယ်။အဲအဲ့ဒါကလည်းစပြီးမှနှစ်ယောက်ကြားကမင်းလာငါလာထူးလာကြိုက်လားဆိုဖြစ်သွားပြီပေါ့။ဒါက big beautiful bill ဖြစ်လာတယ်။အဲ့ဒါဆိုတော့အခုလောက်ဆိုတော့ big beautiful bill ဆိုတော့ဘာဖြစ်လဲဆိုတော့ပရိသတ်တော်တိတော့ပေါ့နော်။နောက်ထပ်တစ်ခါပြန်သွားရအောင်။ or middle income people, all of the things that we're doing, nobody's ever seen anything like it. And, you know, Elon's upset because we took the EV mandate and, you know, which was a lot of money for. Uh, uh so, Elon got the totally separate car, so EV mandate, you know. EV mandate ကိုကျွန်တော်တို့ကဖြတ်သိမ်းပေးတာကြောင့် Elon got ကတော်တော်လေးစိတ်တူသွားတာဆိုမှပြောလာတယ်ပေါ့ EV mandate 2015 ဆိုတာကဥပမာ2015ချင်းတဲ့2015 America ပြည်သူလူထုအားလုံးက electric car တွေပဲသုံးရမယ်ဆိုလို့စာ EV mandate ရှိနေတယ်။နော်အဲ့ဒီအဲ့ဒါ mandate ဖြစ်နေတယ်။အကုန်လုံး electric car တွေကိုဝေကွေရမယ်ပေါ့ American ပြည်သူပြည်သူလူသားတွေအားလုံးကအဲ့ဒီ policy တွေကိုဒေါ်လာထရပ်ကဖျက်ပလိုက်တာ။အဲ့ဒါက Trump ကပြောနေတယ်။အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှ Elon ကဆက်ပြတ်တယ်လို့ပြောတာပေါ့။အမှန်ဆုံးတော့ Elon ကအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှဆက်ပြတ်တာတော့မဟုတ်ပါဘူး။အစကရေကနဲ့ Elon က Donald Trump ကို camping လုပ်ကြတဲ့ကနဲ့ အဲ့ဒါကိုဒိုနေရှင်ကပြောပြီးသားပါကျွန်တော်တို့ electric car တွေ mandate တွေကိုကျွန်တော်ဖြစ်သိမ့်မယ်ဆိုတော့ကပြောပြီးသားပါအမှန်စင်တော့ဒိုနေရှင်ကဒီနေရာမှာသူပြောချက်ကမမှန်ကန်တဲ့ဟာကျွန်တော်တော်တွေ့မိတယ်ပေါ့အစားကဲသူတမရမဖြစ်ခင်ကလေးကနေနော်တမရမလုတ်ခင်ကလေးကနေကျွန်တော်တို့ EV mandate ကိုနော် electric mandate ဆိုတာကကျွန်တော်ဖြတ်သိမ်းမယ်ဆိုပြောပြီးသားဒါကူတိတိကြီးကြီးနဲ့ Elon ကသူ့ကိုဗာလဲ camping လုပ်ပေးသေးတယ်သူ့ကိုအားပေးသေးတယ် နော် Elon ကတော့သူစိတ်စိတ်ပြတ်တာမဟုတ်ပါဘူး Elon စိတ်ပြတ်တာကခုနကသူပြောနေတဲ့ big beautiful bill ကိစ္စပါနော်ဒါပါနိုင်ငံရေးရ၆ကွာလို့လူပြောတော့တာပေါ့နော် electric vehicles and uh, you know they have a hard time with electric vehicles and they want us to pay billions of dollars in subsidy အဲဆိုတော့ Elon ကလည်းခုနောက်ပိုင်းမှာသူ့ရဲ့ EV ကနေပတ်သက်ပြီးမှအခက်အခဲတွေတော့ရင်ဆိုင်နေရတယ်ပေါ့ကျွန်တော်တွေ့နေတယ်ပေါ့ဆိုတော့အခုက ဘာလဲဆိုတော့နော်ဒီမှာကြည့် they want us to pay billion of dollar in subsidy ပေါ့နော် they want us to pay billion of dollar in subsidy ဆိုတာကအဲ့ဒီ EV ရဲ့ Elon ရဲ့ company အတွက်ပေါ့အစူရရဲ့ထောက်ပံ့ခြေကို Elon ကတောင်းဆိုလာတယ်ပေါ့ကွာဒီနေ့အပြောရမယ်ဘီတန်းနဲ့ချီပြီးမှတောင်းဆိုတယ်ပေါ့ကွာနာကတော့မှလာမှမှမူလားဆိုကျွန်တော်လည်းမသိဘူးတော့ Trump ပြောတာတော့အဲအဲ့လိုတောင်းဆိုတယ် အခုတရုတ်မှာဟိုကနေတရုတ်ကိစ္စတော့နောက်မှမပြောပဲနော်ဒါရကြီးရအောင် <laughs> Uh, you know, Elon knew this from the beginning. He knew it for a long time ago. That's been. Uh, that's been, that's been uh, I would say, uh, JD, that hasn't changed. That's been right from the beginning, Mr. I think, Mr. Secretary, that hasn't changed at all, right from the beginning. But I know that disturbed him. Uh, he wanted, and rightfully, you know, he recommended somebody from. that he, I guess, knew very well. I'm sure he respected him, but to run NASA, and I didn't think it was appropriate. And he happened. Uh, to be... you got a pure NASA case, and you got pure lare. ဆိုတော့အီလွန်ကတယောက်ပေါ့နော်လူတယောက်ကိုထရမ့်ကို recommend ပေးတယ်ပေါ့နော်အာဒီဒီလူက NASA ကိုဥဆောင်တင်တယ်ဆိုပြီးမှအီလွန်ကတော့ Donald Trump ကိုနားဖောက်တယ်ပေါ့ဒါပေမဲ့ Donald Trump ကအဲ့ဒီအီလွန်ရဲ့တောင်းဆိုကိုချက်ကိုမလိုက်နိုင်ဘူး မကြိုက်ဘူးပေါ့ကွာတနည်းအားဖြင့်ပြောရမယ်ဆိုတော့ a democrat like totally democrat အဲ့တော့ democrat ဖြစ်နေလို့ပေါ့နော် democrat party ဖြစ်နေလို့ trump ကမကြိုက်ဘူးတနည်းအားဖြင့်ပြောရမယ်ဆိုတော့ elon ကလူတယောက်ကို nasa ဥဆောင်ဖို့ donald trump ကိုကျန်ပြီးပေးတယ်ဒါပေမဲ့အဲ့ဒီကျန်ပေးတာကို donald trump ကမကြိုက်ဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒီလူက democrat ဖြစ်နေလို့အဲ့ဒီ democrat လူတယောက်က nasa ဥဆောင်တာကို trump ကမကြိုက်ဘူးပေါ့နော် we want Uh, we get certain privileges, and one of the privileges we have to appoint a Democrat. Mm. NASA is very important. We have great people. Uh, General Kane is going to be picking somebody with our. Uh, we'll be we'll be checking him out, seeing. But uh, he wanted that person, a certain person, and we said no. And you know, I can understand why he's upset. Remember, he was here for a long time. Mm. You saw a man who was very happy when he stood behind the Oval Desk. And uh, even with the black eye, I said, "You want a little makeup? We'll get you a little makeup." But he said, "No, I don't think so," which is interesting. Uh, so the Trump got you know Iran gule, we pay 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 la bi boro. Iran ka asa kare ka na longa pay shin ne lu ba chun ro yong ma no. သူရဲ့မျက်ခွက်ငူကြီးနဲ့လေကျွန်တော်တို့ရုံမှာတော့လာနေတယ်ပေါ့ Elon Musk Elon Musk ရဲ့မျက်ခွက်ငူတဲ့အကြောင်းကိုနော်ပြည်သက်တို့မသိသေးဘူးဆိုကျွန်တော် YouTube မှာတင်ထားတယ်နော်တွားကြည့်ပါဦးအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမှ Trump ကတော့ပြောလာတယ်ပေါ့နော် and very nice. He wants to be who he is, so you could make that statement too, I guess. Look, Elon and I had a great relationship. Uh, I don't know who we well anymore. I was surprised because you were here. Everybody in this room practically was here as we had. Mm. A wonderful senator. He said wonderful things about me. You couldn't have nicer. He mm. said the best thing. Uh, he's worn the hat Trump was right about everything. အဲဆိုတော့နော် Trump ကအကုန်လုံးမှန်တယ်ဆိုတော့အုတ်ထုတ်ကြီးကိုဆောင်ပြီးမှလည်းပြောနေတယ်ပေါ့ Elon ကတော့ Trump ရဲ့အကောင်းဆုံးကိုလည်းခဏခဏပြောနေတယ်ပေါ့နော်။ဒါတွေအားလုံးဖြစ်ရတဲ့အခုလိုမျိုးရုပ်တရက်ကြီး Elon က Trump ကိုဆန့်ကျင်ခဲ့တာမျိုးကသူကိုယ်တိုင်ကလည်းအန်အော်တာပေါ့နော်။ The great big beautiful bill. The great big beautiful bill because that's what it is. And uh, again, biggest tax cuts in history, biggest economic development moves anywhere. We've never done anything like it. Uh, business is spurred. And I don't know if you've seen the numbers, but the numbers came out. Even the CBO, which is run by Democrats, said that we're going to be uh, doing. You know, I'd like you to discuss it. The 2.8 billion, a trillion, that CBO. This is some a group of people that are Democrats. They're very hostile to us. They just came out with phenomenal numbers. What it does, you want All right, all right. ဒါပါပဲပေါ့နော် Donald Trump ကဘာကြောင့် Iran ကဆက်ပြတ်သွားတာလဲဆိုတဲ့အကြောင်းကိုခုန Big Beautiful Bill နဲ့ပတ်သက်ပြီးမှပြန်ရှင်းပြတာပေါ့အားလို့ရင်ဒါပေမဲ့ Iran နဲ့ Donald Trump အကြားကလုံးဝကောင်းမွန်တဲ့ဆက်ဆံကြီးကွာအဲ့ဒါကူရုတ်တရက်ကြီးနဲ့အချင်းညာချင်းပြောင်းလဲသွားတာတော်တော်လေးအော်ဖို့တော့ကောင်းနေတယ်ပေါ့နော်ဆိုတော့ခုန Trump ကနှစ်ခုပြောတာရှိတယ် ပထမက big beautiful bill နဲ့ပတ်သက်ပြီးမှ Elon ကမကြိုက်ဘူးဒုတိယက Elon ကတော့ Trump ကို government subsidy လို့ခေါ်နေတဲ့အစုရရထောက်ပံ့ခြေကိုတောင်းဆိုတယ်ဒါ number 2 number 3 Elon ကလူတယောက်ကိုခေါ်ပြီးမှအဲ့ဒီလူတယောက်ကို recommend လုပ်တာပေါ့နော် Trump ကိုဒီလူကို NASA ဥဆောင်ဖို့ခန့်အပ်ထားပါဆိုမှ Elon က Trump ကိုအကြံဉာဏ်ပေးတယ် Trump ကမကြိုက်ဘူးအဲဒီ၃ချက်၄ချက်ပါတယ်ပေါ့နော်အဲ့ဒါဒီကြောင့်တဘို တဘောထားမကန့်ရတော့ဘူးဒီနေရာမှာပေါ့အဲ့ဒါနဲ့ online ပုံမှာထပြီးမှနှစ်ယောက်ကြာချသွားတာပေါ့ဆိုတော့ကျွန်တော်တခုပြောချင်တယ်အဲ့ဒီ government subsidy ဆိုတာကအာအစုရတိုင်းမှာနိုင်ငံတိုင်းမှာရှိနေတယ်ပေါ့နော်အဲ့ဒါမှအမေရိကမှာအဲ့လောက်ထိများတာမရှိဘူးတရုတ်ကဘာကြောင့်ကဘာပေါ်မှာ EV ကားတွေအများဆုံးထုတ်လုပ်နိုင်တယ်လဲနော်တရုတ်ကအတကုံ EV ကားတွေထုတ်လုပ်နိုင်တာကွာအမေကဘာမှာအများဆုံးထုတ်လုပ်တဲ့နိုင်ငံတွေဖြစ်လာတယ် import တွေကလည်းအများဆုံးဖြစ်နိုင်တယ် ဘာကြောင့်လဲဆိုတော့တရုတ်ရဲ့ EV company ကားတွေကအစူရ subsidy အများကြီးရတယ်အစူရကငွေရတကုံပေးလိုက်ဒီ company တွေကိုလေလောကအစူရထောက်ပံ့ခြေတွေအများကြီးပေးတာအစူရကငွေအကုန်လုံးထုတ်ပေးတယ်အဲ့ဒါကြောင့်တရုတ်ရဲ့တရုတ်ရဲ့ EV ကားတွေကအများကြီးထုတ်တာကွာ That's the reason why they are number 1 EV ကားထုတ်လို့ရင်းမှာသူတို့က number 1ဖြစ်လာတယ်တရုတ်ကဘာကြောင့်လဲအစူရကနောက်ကနေထောက်ပံ့ခြေတွေအများကြီးပေးလာတယ် ဒါလို့ကိုမတိသေးဘူးဆိုတော့မှတ်ထားပါတော့အခုကိစ္စကလည်းအင်လွန်ကထရမ့်ကိုအစူရထပ်ပန့်ခြေတွင်တောင်းလာတယ်ပေါ့နော်ဒီ government subsidy တွင်ကိုတားနေချီပြီးမှတောင်းလာတယ်အဲ့ဒါကိုမကြိုက်ဘူးပေါ့နော်အဲ့ဒါကြောင့်သူတို့နှစ်ယောက်ကြားကအခုလိုမျိုးပြဿနာတွေဖြစ်လာတယ်ပြဿနာကတော့နော်ဒါကလုံးဝဒီတာမန်ယူယူပြဿနာမဟုတ်ဘူးနော်ထရမ့်ကိုယ်တိုင်ကလည်းပြောနေတယ်အင်လွန်ကကျွန်တော်ကိုကျွန်တော်ရဲ့ လို့ဆောင်လို့ဆောင်ချက်ပေါ့နော် big beautiful bill နဲ့ပတ်သက်ပြီးမှ tax နဲ့ပတ်သက်ပြီးမှကျွန်တော်ကိုဝေဖန်လို့ရပါတယ်ပေါ့ကျွန်တော်ကိုပြောလို့ရတယ်တဲ့ဒါပေမဲ့ပုတ်ကူရေးဆိုင်ရာ လာပြီးမှပြောတာကတော်တော်လေးစူးနေပြီဆိုမှ Trump ကတော့ပြောနေတယ်ဒါကတော့ပြစ်သက်တို့တိဖို့ဒါကတော့လုံးဝကိုဘယ်လိုပြောမလဲနိုင်ငံရေးကစားကွက်မဟုတ်ဘူး Elon က Donald Trump ရဲ့ဂုဏ်သိက္ခာတရားကိုကြားစင်းအောင်လုပ်နေတာနော်ခုက Jeffrey Epstein file ကနေစပြီးမှချသွားတာနော် အဲ့တချို့လူတွေကဒါကနိုင်ငံရေးပါအီလွန်ကသူရဲ့ဈေးကိုကောင်းအောင်ပြန်လုပ်တာပါမလုပ်နဲ့မဟုတ်ဘူးဒါက big beautiful bill နဲ့ပတ်သက်ပြီးမှဒေါ်လာချောင်းနဲ့ပြဿနာတက်နေပြီတခု NASA ကိစ္စနဲ့ပတ်သက်ပြီးမှခုနအီလွန်အီလွန်ထုတ်ပြတဲ့ခေါင်းဆောင်တယောက်ကအီလွန်ဒီ truck ကတဘောမကျတာနှစ်ခုပြီးတော့အဲ့ဒီ EV ကားနဲ့ပတ်သက်ပြီးမှထောက်ပံ့ခြင်းပေါ့နော်ဒီ carbon subsidy ကိုတောင်းဆိုတာ၃ခုအကြံနဲ့ခုန ဖော်ပြထားတာရှိသေးတယ်အလေးခုငါးခုလောက်ရှိတယ်အဲ့ဒီငါး five reason ကြောင့်ဒီနှစ်ယောက်ကြားက မတည့်တာတွင်ဖြစ်သွားတာအီလွန်ကွစ်အီလွန်အီလွန်အာကာစကောင်လောက်တာပါဘာမျိုးမလုပ်နဲ့အတူမှာပြလောလောလေးကိုခိုင်မာတဲ့တက်တေတွေကိုချပြထားတာများကြီးရှိတယ်ကွာအဲ့ဒါကြောင့်ဒီနှစ်ယောက်ကြားပြက်နာဖြစ်တယ်ပေါ့နော်ကဲဒီလောက်နဲ့ပဲကျွန်တော်တို့ရဲ့အီလွန်ရဲ့သွန်သောပချာပြက်နာကိုရတပြစေပေါ်တာတို့ရေကျွန်တော်ရဲ့ YouTube channel လေးကိုကြည့်ပြီးမှ တဘောချအားရမိတယ်ဆိုတော့ subscribe လုပ်ပေးကြပါ subscribe လုပ်ပြီးတာပရတဲ့ပုံမှာလဲကျေးဇူးတင်တယ် thank you so much for watching beautiful people i love you guys take care god bless ကျွန်တော်တို့တတိယညဒီဆက်ဖို့အများကြီးရှိသေးတယ် now ညနေမှာပဲနေ့လေမှာပဲနောက်ထပ်တပုတ်တပုတ်တင်စရာများကြီးရှိသေးတယ်အဲ့ဒါကိုကျွန်တော်တွားပြီးမှ study ပြန်လုပ်အောင်မယ်ပေါ့နော်နောက်မှပဲပြန်တွေ့ကြအောင် thank you so much for watching beautiful people bye bye guys take care